စစ်ကောင်စီရဲ့တင်းကျပ်တဲ့ကန့်သက်ချက်တွေကြောင့်ပြည်ပအလုတ်ကန်အေဂျင်စီအများစုပြည်ပနိုင်ငံတွေစီကိုအလုတ်သမားစေလို့ဖို့အခက်အခဲတွေရှိနေပြီးအလုတ်သမားနဲ့အေဂျင်စီတွေကြားပြဿနာတွေပိုများလာတယ်လို့သိရပါတယ်။ဇွဲသစ်သတင်းပေးပို့ထားပါတယ်ရှင်။2025ခုနှစ်ဇန်နဝါရီလကုန်ပိုင်းမှာစစ်ကောင်စီကအလုတ်သမားဝန်ကြီးတဲ့ဦးချစ်စွေကိုခန့်အပ်ပြီးတဲ့နောက်ပြည်ပထွက်အလုတ်လုတ်ကန်မဲ့အလုတ်သမားတွေကိုနီလန်ပေါင်းစုံနဲ့ထိန်းချုပ်ကန့်သက်တာတွေလှုပ်ဆောင်နေပါတယ်။ အထူးသဖြင့်အသက်၁၈နှစ်ကနေ၃၅နှစ်အတွင်းအမျိုးသားတွေကိုပြပထွက်အလုပ်လုပ်ခွင့်ပိတ်တာပြပလို့တမန်တသက်ကံကတ် OWIC ထုတ်ပေးတာကိုကန့်သက်တင်းကျပ်တာတွေလှုပ်ဆောင်နေတာပါပြပထွက်အလုပ်လုပ်ဖို့လုံမန်းဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ရဖို့လိုတာနိုင်ငံအလိုက်သွားခွင့်ပြုထားတဲ့အလုပ်သမားတွေအတွက်ကန့်သက်တာတွေကြောင့်ပြပအလုပ်ကိုင်အကြီးစီတွေအနေနဲ့စာချုပ်ချုပ်ဆိုပြီးသားအလုပ်သမားတွေကိုအချိန်မီမပို့ဆောင်နိုင်ပဲငွေကြေးဆုံးရှုံးတဲ့ပြဿနာတွေကြုံနေရတယ်လို့ဆိုပါတယ် AGC ကိုစား TPP သတင်းတောက်ကပြောပြပေးမှာပါ ဆုံးရှုံးတာပေါ့အခုကအမှုတွေပို့ပြီးတော့ဖြစ်လာကြတယ်။ဝန်ကြီးဌာနကဒီလိုမျိုးတွေအမိန့်တွေထုတ်ဒီလိုလုပ်တဲ့အတွက် agency ရောအလုပ်သမားတွေအကုန်ဒုက္ခရောက်ကြတယ်။အထူးသဖြင့်အလုပ်သမားတွေပေါ့ agency တွေကလည်းအကောလုံးတစ်ဖက်ကိုပတ်စံတွေပေးထားတော့ပြန်ပေးလို့မရတော့ဘူးလေ။အလုပ်သမားတွေကိုလည်းအသက်18ကနေ35အထိထွက်ခွင့်ကန့်သတ်ထားတယ်။ထွက်မရဘူးဆိုတော့ပတ်စံပြန်လိုချင်တယ်။ agency ကပြန်မပေးတော့အဲ့မှာရှုပ်ကုန်ရော။ ဒါတွေမဖြစ်သင့်ဘူးဆိုတာအလုံသမားဝန်ကြီးဌာနရဲ့လုံပုံကိုင်ပုံကိုစစ်ကောင်စီကတည်တင်တယ်။ဝန်ကြီးဌာနထဲမှာတော့ဒါကိုအဆင်မပြေလို့ဆိုပြီးအလုတ်ထွက်ကြတာရှိတယ်။2024ခုနှစ်အတွင်းပြည်ပထွက်ဖို့အစဉ်စဉ်လောက်ကင်ထားပြီးအစဉ်သေးဖြစ်နေသူတွေ OWIC ကရထားပြီးသူတွေဆောင်ဆိုင်နေသူတွေတဖက်နိုင်ငံနဲ့အလုတ်စာချုပ်ချုပ်ဆိုထားပြီးဗီဇာရထားပြီးသားသူတွေအကုန်လုံးပြပထွက်ခွင့်ပြုဖို့ AGC တွေကတောင်းဆိုထားတာကြောင့် MOE ရဲ့ဘက်ကဝန်ကြီးဌာနကိုတင်ထားတယ်လို့ဆိုပါရစေ။ ဒါပေမဲ့အလုသမားဝန်ကြီးဌာနဘက်ကတော့ထိန်းချုပ်ကန့်သတ်မှုတွေနဲ့ဧပြီလကုန်ပိုင်းလောက်မှအလုသမားရေတွက်နေတဲ့ချင်းစီကိုပြန်လည်ဆီလုတ်ပင်နေတာလို့ဆိုပါတယ်။ဆီလုတ်တဲ့အလုသမားတွေထဲမှာတော့စစ်မှုထမ်းမှုအသက်ကျုံးဝင်နေတဲ့အသက်18နှစ်ကနေ35နှစ်အတွင်းအမျိုးသားတွေကိုတော့ခွင့်ပြုမထားပါဘူး။ အခုအနေထားမှာတော့ဘသူမှအတိတ်တင်လို့မရဘူးကိုဂျပန်လက်တင်လို့မရဘူးစင်ကာပူလက်တင်လို့မရဘူးဘသူမှ authorize ကလုတ်ခွင့်ကိုတင်လို့မရဘူးဒါပေမဲ့သူတို့ကတရုံဝင်မှာတော့ authorize ကလုတ်ခွင့်ကိုပိတ်ထားပါတယ်လို့မကြေညာတော့ဘူးသူတို့က3လပိုင်း20ရက်နေမှာ authorize ကလုတ်ခွင့်ပြန်ဖွင့်ပြီလို့အဲ့တစ်ခေါက်မှာပဲကြေညာပြီးတော့သူတို့ဖွင့်တယ်လို့ကြေညာထားတယ်ပေါ့နော်ပြန်ပိတ်ပါပြီဆိုပြီးတော့ဘယ်သူမှမကြေညာထားဘူးဒါညီမတို့လုံလုံနေတဲ့လူတွေပဲညီမတို့သိရပေါ့ပိတ်နေတယ်ဆိုတာညီမတို့ agency ကတစ်ဆင့်ဘယ်လိုမှဘာမှလုံးလို့မရဘူးအခုညီမတို့ငုံတို့ထိုင်ဆောင်နေရတာအခုဆိုညီမဆိုနှစ်လပိုင်းထဲမှာထွက်ရမှာကွာ ီဝင်ခွင့်ဒိတ်တွေလည်းအကုန်ရပြီးသွားပြီအကုန်လုံးစာရဆိုင်နဲ့အကုန်ဆုံးဘာကြီးဒီ override စိတ်ကတစ်ခုပဲလိုတော့တာဘူးနှစ်လပိုင်းနဲ့ထိုင်ဆောင်နေပြီးညမှာငါးလပိုင်းကုန်တော့မယ်ပေါ့ပြပရမြန်မာလူသမားတွေအနေနဲ့စစ်ကောင်စီထံကိုလဆင်ဝင်ငွေရဲ့200ခန်းတော့အခွန်ဆောင်မှုလိုပြီးအခွန်မပေးတဲ့လူသမားတွေစီးရင်မတင်ပြနိုင်ရင်အေဂျင်စီကိုအမည်ပြစင်းသွင်းကပြပကိုလူသမားဆီလိုခွင့်ပိတ်ပင်တာတွေလောက်ဆောင်နေပါဗျာ လက်ရှိမှာပြပကိုလုံမားစေလွတ်တဲ့ AGC 6ကျော်ရှိပေမဲ့လုံသားစေလွတ်ခဲ့တဲ့ AGC 480ကျော်သာရှိတာကြောင့် AGC 100ကျော်ကလိုင်စင်ရယူပြီးအလုံတမမပွန့်နိုင်ဘူးလို့ထုတ်ပြန်ချက်တွေကသိရပါပါခင်ဗျာကျွန်တော်ဇွဲသစ်ပါ